လာရိုးသွားပြီမုံတိုင်းနေထိုင်ကြောင်းမက်ဖွယ်ကောင်းတဲ့သဘာဝဘေးအန္တရာယ်တစ်ခုဟာတိတ်တဲ့စိတ်ချင်းနှင်းဝင်ရောက်လာနေပါပြီမြေပြင်ကြီးရဲ့ရုတ်တရက်လှုပ်ခါသွားပြီးအရာအားလုံးပျက်စီးသွားနိုင်တဲ့အချိန်ကိုခမားမြေအောင်ကြည့်ဘူးပါဒလားဒါဟာရုပ်ရှင်တွေတဲ့အိမ်မက်ဆိုတစ်ခုမဟုတ်ပါဘူးဖြစ်ပေါ်လာနိုင်တဲ့ငလျင်ဘေးရဲ့အကျွတ်တင်အချက်ပြမှုတွေကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင် ဒီအချက်တွေကိုသိထားခြင်းအဖြစ်ခမားနဲ့ခမားမိသားစုရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်မှာဖြစ်လို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ Nova မြန်မာဆိုတဲ့ YouTube channel ကို like လုပ်ပြီး subscribe လုပ်ထားဖို့လည်းတောင်းဆိုချင်ပါတယ်။ဒါမှနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်။ကဘာကြီးကအမြဲတမ်းလှုပ်ရှားပြောင်းလဲနေတဲ့တက်ရှိတစ်ခုလိုပါပဲ။ ကျွန်တော်တို့မတိလိုက်တဲ့အချိန်ဒီမှာတော့မြေအောက်လွှာကြီးဟာအင်မတန်အားကောင်းတဲ့စွမ်းအင်တွေကိုစုစည်းပြီးတစ်ခုနဲ့တစ်ခုပုတ်တိုက်နေတတ်ပါတယ်ဒီလိုပုတ်တိုက်မှုတွေရဲ့ပြင်းထန်မှုဟာတစ်ခါတလေမှာကျွန်တော်တို့ခံစားမိတဲ့ငလျင်အဖြစ်ပြောင်းလဲသွားတတ်ပါတယ်ဒါပေမဲ့ဒီလိုအင်အားကြီးမှတဲ့သဘာဝဘေးအန္တရာယ်ဟာအကြောင်းမဲ့ရုပ်တရက်တက်ရောက်လာတာမျိုးတော့မဟုတ်ပါဘူးငလျင်မလှုပ်ခင်မှာသတိထားမိရင်ရှောင်ရှားနိုင်တဲ့ထူးခြားတဲ့အရေးအယောင်တွေအများကြီးရှိနေတတ်ပါတယ်ဒီလိုအရေးအယောင်တွေကိုလေ့လာခြင်းအဖြစ် ျွန်တော်တို့ဟာဖြစ်လာနိုင်တဲ့အန္တရာယ်ကိုဟာတိုင်းတာတစ်ခုအထိကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။အံ့ဩစရာကောင်းတာကငလေမလှုပ်ခင်မှာတရိစံတွေဟာပုံမှန်မဟုတ်တဲ့အပြုမှုတွေကိုပြတ်တက်ကြပါတယ်။လေးလာတွေးရှိချက်တွေအရဆိုရင်ငလေမလှုပ်ခင်ရက်ပိုင်းဒါမှမဟုတ်နိုင်ပိုင်းအလိုမှာကြွက်တွေ၊မွေးတွေ၊ငါးတွေနဲ့အခြားတရိစံငယ်လေးတွေဟာသူတို့ရဲ့အိမ်တွေအတိုက်အုံတွေကိုစွန့်ခွာပြီးထူဆန်းတဲ့နေရာတွေကိုပြောင်းရွှေ့တာမျိုးတွေလှုပ်တက်ကြပါတယ်။ခွေးရည်ဆိုရင်လည်းအဆက်မပြတ်ဟောင်းတာမျိုးတွေ ။ကြောင်နေဆိုရင်လည်းစိုးရင်ထိတ်လန့်နေတဲ့ပုံစံမျိုးတွေပြသတတ်ကြပါရဲ့။ငှက်တွေဆိုရင်လည်းအုပ်စုလိုက်ပြန်တန်းနေတာမျိုးတွေဒါမှမဟုတ်ပုံမှန်မဟုတ်ပဲအော်ဟစ်နေတာမျိုးတွေကိုတွေ့ရတတ်ပါရဲ့။ဒီလိုတရိษံတွေရဲ့အပြုမှုပြောင်းလဲမှုတွေဟာမြေအောက်မှာဖြစ်ပေါ်နေတဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုသူတို့ရဲ့အာယုံခံစနစ်ကအာယုံခံပြီလို့ဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေကယူဆကြပါရဲ့။နောက်ထပ်သတိထားရမယ့်အချက်တစ်ခုကတော့ လေတုထဲမှာဖြစ်ပေါ်လာတဲ့ထူးခြားတဲ့အပြောင်းလဲတွေပါပဲငလေမလှုပ်ခင်မှာတချို့ဒေသတွေမှာလေဟာပုံမှန်မဟုတ်ပဲပူနွေးပြီးဆူထိုင်းစများနေတာမျိုးတွေခံစားရတတ်ပါတယ်တခါတရံမှာလဲထူးဆန်းတဲ့အနံ့တွေဥပမာလောင်ကျွမ်းနေတဲ့အနံ့တွေဒါမှမဟုတ်ဓာတုပစ္စည်းအနံ့မျိုးတွေကိုရှူမိတတ်ပါတယ်ဒီလိုလေတုထဲကအပြောင်းလဲတွေဟာမြေအောက်ထဲမှာကြောက်သားတွေပိုတိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဓာတ်ငွေတွေကြောင့်ဖြစ်နိုင်တယ်လို့ပညာရှင်တွေကဆိုကြပါတယ် ဒါအပြင်ငလေးမလှုပ်ခင်မှာမိုးရွာတာမျိုးတွေဒါမှမဟုတ်မိုးတိမ်တွေထူထပ်လာတာမျိုးတွေကိုလည်းတချို့ဒေသတွေမှာတွေ့ကြုံရတတ်ပါတယ်။ဒီဖြစ်စဉ်တွေဟာငလျင်နဲ့ဓာတ်ရိုက်ပတ်သက်မှုမရှိပြီးလည်းတဘာဝရဲ့ထူးခြားတဲ့လက္ခဏာရက်တွေအဖြစ်မှတ်သားထားသင့်ပါတယ်။မြေပြင်အနေထားမှာလည်းထူးခြားတဲ့အပြောင်းလဲတွေကိုသတိထားမိနိုင်ပါတယ်။တချို့နေရာတွေမှာမြေပြင်ဟာအနည်းငယ်ဖောင်းကားလာတာမျိုးဒါမှမဟုတ်နှိမ့်ကျသွားတာမျိုးကိုမျက်စိနဲ့တောင်ကျွန်တော်တို့မြင်နိုင်ပါတယ်။ ရေတွင်းနေဒါမှမဟုတ်စမ်းကြောင်းတွေထက်ရေရဲ့ပမာဏဟာရုတ်တရက်ပြောင်းလဲသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။တခါတရံမှာမြေအောက်ကနေထူးဆန်းတဲ့အတန်တွေဥပမာတညံ့ညံ့မြည်တဲ့အတန်တွေဒါမှမဟုတ်ပောက်ခွဲတံမျိုးတွေကိုကြားရတတ်ပါတယ်။ဒီလိုမြေပြင်ရဲ့အပြောင်းလဲနဲ့အတန်တွေဟာမြေအောက်လွှာရဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီးငလျင်ရဲ့အန်တွေကိုသတိပေးနေတဲ့လက္ခဏာတရဖြစ်ပါတယ်။ဒါကြောင့်ဒီလိုထူးခြားတဲ့အပြောင်းလဲတွေကိုသတိထားမိရင်သက်ဆိုင်ရာကိုအကြောင်းကြားပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်ပါတယ်။ လျှက်စစ်နဲ့တန်းလိုက်ဆက်ကွင်းတွေမှာလည်းပုံမှန်မဟုတ်တဲ့အပြောင်းလဲတွေဖြစ်ပေါ်တက်ပါတယ်။ငလေးမလှုပ်ခင်မှာတစ်ခါတည်းရံမှာရေဒီယိုတွေဒါမှမဟုတ် TV တွေရဲ့အလှိုင်းတွေမှာအနှောက်ယှက်တွေဖြစ်ပေါ်တာမျိုးလျှက်စစ်ပစ္စည်းတွေပုံမှန်မဟုတ်ပဲအလုံးလုံးတာမျိုးတွေကိုတွေ့ကြုံရတတ်ပါတယ်။တချို့သူတေသနာတွေအရာဆိုရင်ငလေးမလှုပ်ခင်မှာလေရုထဲမှာအာယုံတွေရဲ့ပမာဏဟာပုံမှန်ထက်များလာတတ်တယ်လို့ဆိုပါတယ်။ ဒီလျက်စင်းနဲ့တန်လိုက်ဆက်ကွင်းတွေရဲ့အပြောင်းလဲဟာမြေအောက်ထဲမှာရှိတဲ့ကြောက်သားတွေရဲ့ဖိအားနဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်ပေါ်လာတာလို့ယူဆကြပါတယ်။ဒါကြောင့်ဒီလိုထူးခြားတဲ့လျက်စစ်ဆိုင်ရာအပြောင်းလဲတွေကိုလည်းဂရုတစိုက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။သဘာဝမှာဖြစ်ပေါ်တတ်တဲ့အခြားထူးခြားတဲ့လက္ခဏာအရက်တွေကိုလည်းလစ်လူမရှုသင့်ပါဘူး။ဥပမာတချို့ဒေသတွေမှာဆိုရင်ငလီမလှုပ်ခင်မှာထူးဆန်းတဲ့အလင်းရောင်တွေကောင်းကင်မှာပေါ်လာတာမျိုးတွေကိုတွေ့ရတတ်ပါတယ်။ဒီအလင်းရောင်တွေကိုအောက်ခွေလိုက်လို့ခေါ်ကြပြီ မြေအောက်ထဲမှာရှိတဲ့ကြောက်သားတွေရဲ့ပိုတိုက်မှုကြောင့်လျှက်စစ်ဓာတ်တွေထွက်ပေါ်လာပြီးလေတုတွေကတံငွေတွေနဲ့တပြူတာကြောင့်ဖြစ်ပေါ်လာနိုင်တယ်လို့ယူဆကြပါတယ်။ဒါ့အပြင်ညာဘက်တွေမှာကျယ်ရွေးရဲ့အယောင်ဟာပုံမှန်ထက်ပိုပြီးတောက်ပနေတာမျိုးတွေဒါမှမဟုတ်ကောင်းကင်မှာထူးခြားတဲ့တိမ်ပုံစံတွေကိုတွေ့ရတာမျိုးတွေလည်းရှိတတ်ပါတယ်။ဒီလိုသဘာဝရဲ့ထူးခြားတဲ့လက္ခဏာရက်တွေဟာငလျင်နဲ့ဓာတ်ရိုက်ပတ်သက်မှုမရှိနိုင်ပေမဲ့သတိထားစရာအချက်လက်တွေအဖြစ်မှတ်သားထားသင့်ပါတယ်။ ။တမိုင်းမှာဖြစ်ပွားခဲ့တဲ့ငလျင်ကြီးတွေရဲ့ရှေ့မှာလည်းအလားတူထူးခြားတဲ့လက္ခဏာရပ်တွေကိုသတိထားမိခဲ့ကြပါတယ်။ရှေ့ခေတ်မှတ်တမ်းနေမှာဆိုရင်တရိษံတွေရဲ့ထူးဆန်းတဲ့အပြုမူတွေကောင်းကင်မှာပေါ်လာတဲ့ထူးခြားတဲ့အလင်းရောင်တွေနဲ့မြေပြင်ကထွက်ပေါ်လာတဲ့အတန်တွေကိုမှတ်တမ်းတင်ထားတာကိုတွေ့နိုင်ပါတယ်။ဒီမှတ်တမ်းတွေဟာယနေ့ခေတ်သိပ္ပံပညာရှင်တွေရဲ့လေးလာတွေးရှိချက်တွေနဲ့တော်တော်လေးဆင်တူတာကိုတွေ့ရပါတယ်။ဒါကြောင့်အတိတ်ကဖြစ်ရတွေကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ဟာအနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကိုပို့ပြီးတော့ကောင်းကောင်းနားလည်သဘောပေါက်နိုင်မှာဖြစ်ပါတယ် ဒါပေမဲ့တခုသတိထားရမှာကဒီလက္ခဏာရက်ဒီအားလုံးဟာငလျင်မလာခင်အမြဲတမ်းဖြစ်ပေါ်လေးရှိတာမျိုးတော့မဟုတ်ပါဘူး။တခါတရံမှာငလျင်ဟာဘာကြိုးတင်အချက်ပြမှုမှမရှိဘဲရုတ်တရက်လှုပ်ခတ်သွားတတ်ပါလေ။ဒါကြောင့်ဒီလက္ခဏာရက်ဒီကိုတွေ့တိုင်းငလျင်လာတော့မယ်လို့တထစ်ချမပြောနိုင်မိမဲ့ဒီလိုထူးခြားတဲ့အပြောင်းလဲတွေကိုသတိနဲ့စောင့်ကြည့်ပြီးသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေရဲ့သတင်းထုတ်ပြန်ချက်တွေကိုအမြဲတမ်းနားဆွင့်နေဖို့အရေးကြီးပါတယ်။ကြိုတင်ပြင်ဆင်မှုတွေလှုပ်ထားခြင်းအပြင်ကျွန်တော်တို့ဟာငလျင်ဘေးရဲ့အန္တရာယ်ကိုအတိုင်းအတာတစ်ခုထိရှင်းချနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာငလျင်အန္တရာယ်နဲ့အမြဲတမ်းရင်ဆိုင်နေရတဲ့ဒေသတွေအများကြီးရှိပါတယ်ဂျပန်အင်ဒိုနီးရှားချီလီနဲ့ကယ်လီဖိုးနီးယားလိုနေရာမျိုးတွေမှာငလျင်နှုတ်ခတ်မှုတွေမကြာခဏဖြစ်ပွားလေရှိပါတယ်ဒီဒေသတွေမှာနေထိုင်တဲ့သူတွေဟာငလျင်နဲ့ပတ်သက်တဲ့အကျိုးတင်ကာကွယ်ရေးနည်းလမ်းတွေနဲ့အကျွမ်းတဝင်ရှိပြီးသားဖြစ်ပါတယ်သူတို့ဟာငလျင်နှုတ်ခတ်လာရင်ဘလို့တုတ်ပြန်ရမယ်ဆိုတာကိုလေ့ကျင့်ထားကြတယ်အရေးပေါ်ပစ္စည်းတွေပါဝင်တဲ့အိတ်တွေကိုလည်းအိမ်တိုင်းမှာအစင်သင့်ထားရှိကြပါတယ် ကျွန်တော်တို့အနေနဲ့ဒီဒေတာတွေရဲ့အတွေ့အကြုံတွေကိုသင်ခန်းစာယူပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာငလီအန်ဒီယန်နဲ့ပတ်သက်တဲ့အသိပညာတွေကိုဖြန့်ဝေဖို့လိုအပ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်ငလီမလာခင်မှာကြိုတင်ဖြစ်ပေါ်တတ်တဲ့နမိတ်တွေကိုသတိထားခြင်းဟာကျွန်တော်တို့ရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဖို့အတွက်အင်မတန်အရေးကြီးပါတယ်။ တရိစံရဲ့ထူးဆန်းတဲ့အပြုမှုတွေလေတူးနဲ့မြေပြင်ရဲ့ထူးခြားတဲ့အပြောင်းလဲတွေလျှက်စစ်နဲ့တန်လိုက်ဆက်ကွင်းတွေရဲ့ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေနဲ့အခြားသဘာဝရဲ့ထူးခြားတဲ့လက္ခဏာရတဲ့ကိုအမြဲတမ်းစောင့်ကြည့်လေ့လာနေဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုမှာပြောပြခဲ့တဲ့အချက်တွေကိုမှတ်သားထားပြီးခမားတို့ရဲ့ပတ်ဝန်းကျင်မှာဒီလိုလက္ခဏာတွေတွေ့ရှိခဲ့ရင်လက်လူမှုရှုပဲတက်ဆိုင်ရာကိုအကြောင်းကြားဖို့မမေ့ပါနဲ့။ကျွန်တော်တို့အားလုံးပူပေါင်းဆောင်ရွက်ခြင်းအားဖြင့်ငလျင်ရဲ့ဘေးအန္တရာယ်ကိုအတက်နိုင်ဆုံးရှင်းချနိုင်မှာဖြစ်ပါတယ်။ ဒီဗီဒီယိုကနေငလေးမလာခင်ကြိုတင်ဖြစ်ပေါ်တတ်တဲ့အရေးကြီးတဲ့အချက်လက်တွေကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ No Bar မြန်မာဆိုတဲ့ channel ကို like လုပ်ပေးပါ။ဒီဗီဒီယိုကိုတခြားသူတွေလည်းသိရှိနိုင်အောင် share လုပ်ပေးပါ။နောက်ဆုံးအနေနဲ့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးအားပေးတော့ဖို့မမေ့ပါနဲ့။ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆုံကြတာပေါ့။